င်္ဂလာပါ channel ms ဆရာပါ mwe ဘွယ်ပြပြချင်းကျွန်တော် ufc 316အတွက်ကိုပြင်ဆင်နေအာမရက်နဲ့ omelie တို့ပွဲပထမတစ်ခါတွေ့ပြီးသွားပြီမရက်က decision နဲ့နိုင်ထားတယ်မရက်ကကာဒီယိုတော်တော်ကျန်းနေပဲဗျကာဒီယိုကင်းလို့ပြောလို့ရတယ်ဒီကောင်ကြီးကဘာဖြစ်လို့အဲ့လောက်ကြီးတိစတိုင်မနာကောင်းရတာလဲ ကာရီယိုပိုင်းကိုအတက်ကုန်လှုပ်ထားလို့ပါကာရီယိုကဘလို training နေလဲဆိုရင် circuit training တို့ crossfit တို့ကကာရီယိုလို့ကျွန်တော်အကြမ်းပြင်းပြောလို့ရတယ်မရရဲ့ training တွေကိုကျွန်တော်လိုက်လိလာကြည့်ရင်လည်းကာရီယိုပိုင်းအောင်ရောက်သွားတယ်ပေါ့နော် YouTube မှာကျွန်တော်ပေါ်ဆွဲအောင်ဆွဲရင်းနဲ့ program လေးတစ်ခုကျွန်တော်တွားပြီးတော့တွေ့တယ် fitest on app ဆိုတဲ့ program လေးမြန်မာနိုင်ငံမှာလုပ်နေတဲ့ program လေးကိုကျွန်တော်တွားပြီးတော့ ြည့်မိတယ်ပေါ့နော်ဟာဘာလဲပေါ့ရှေ့စီဇန်1မှာလည်းကျွန်တော်ကြည့်တော့ကြည့်မိတယ်ဒါပေမဲ့တေးချမကြည့်မိဘူးဗျာတိုင်ယွန်တို့ထရူအောင်တို့လည်းဝင်ပြိုင်ခဲ့ကြတယ် celebrity တွေလည်းတော်တော်လေးပါတယ်သူတို့လုပ်တဲ့ program လေးကစိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့ဒါနဲ့ကျွန်တော်စက်ကြည့်ရင်းနဲ့ပေါ့နော်ခုနက cardio ဘိုင်းရော strength ဘိုင်းရော တခါတည်း train နဲ့ circuit train နဲ့တခုကိုသူတို့ပြိုင်ပွဲမှာထည့်သွင်းထားတာတွေ့ရတယ်။ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့တို့ကြည့်မယ်။ကျွန်တော်လည်းခုမှရေချိုးပြီးပြီးချင်းကြည့်ရတော့ဘာမှတော့သေချာတော့မသိသေးဘူး။ကိုထူးအောင်ရှင်းပြသွားတဲ့ CrossFit ကိုမှပေါ့နော်ဒီ the whole body workout ပုံစံမျိုးကိုကျွန်တော်ကသဘောကျလို့ကြည့်မှာ။ဆိုတော့ခင်ဗျားတို့ကတော့ဒါမသိသေးဘူးဆိုတော့ဘလို့ training တွေလောက်ခိုင်းလဲဆိုတာကိုအရင်ဆုံးကြည့်မယ်။ဆိုတော့ဒီ set set ရဲ့ ဆိုတော့ CV စီကန်လေးတွေကိုတစ်ချက်လောက်ကျွန်တော်ရှင်းပြခြင်းပါတယ်ဒီဆက်ဆက်မှာပါဝင်မဲ့ exercise 6ခုထဲမှာကျွန်တော်တို့90 degree full squat ကို Okay ကျွန်တော်ပြောတာဒါပါဒီဝိတ်နဲ့ညီများတဲ့အလေးချိန်ကိုကျွန်တော်တို့ထိုင်ရမှာဖြစ်ပါ10 Okay 90 degree full squat အဲ squat ဆိုတာကတော့ဒီ lower body ပေါ့နော်ဒီခန္ဓာကိုယ်အပိုင်းမှာရှိတဲ့ body ကြွယ်သားတွေကိုအဓိကထားတဲ့ trainer တခုပဲအောက်ပိုင်းထိုင်နေပေါ့နော်အဲ့ဒါကကိုယ့်ရဲ့ body weight နဲ့ညီမျှတဲ့အလေးချိန်ကို10ချိန်ထိုင်ရမယ်ဆိုလိုချင်တာကခင်ဗျားကပေါင်100ရှိရဆိုရင်ခင်ဗျားရဲ့ခုပ်ပေါ်မှာရှိနေမဲ့အလေးကပေါင်100ရှိမယ်ကျွန်တော် shoulder press လို့ရှိရင်ခုနကကို body weight ကိုကျွန်တော်တို့0.25နဲ့ကျွန်တော်တို့မြှောက်ပြီးထွက်လာတဲ့အလေးချိန်ကိုမမှဖြစ်ပါရယ် shoulder press စုံတိုးနေပေါ့ဗျာအရက်ခေါ်ဆိုရင်အဲ့ဒါကကိုယ့်ရဲ့ body weight ကို0.25နဲ့မြှောက်မယ်အဲဆိုလိုချင်တာကတော့ခင်ဗျားကပေါင်100ရှိရဆိုရင် 85ရာခိုင်နှုန်းကိုနှုတ်လိုက်တဲ့သဘော25ပေါင်ကိုပဲတွန်းရမှာအဲ့ဒါကလည်း10ချိန် plan ကတော့10မိနစ်ဖြစ်ပါတယ် deadlift ကတော့ plan က10မိနစ်ကျွန်တော်အကြောက်ဆုံး training workout တွေထဲမှာနံပါတ်1နှစ်လောက်မှရှိတဲ့ workout ကအဲ့ဒါပါ plan 2မိနစ်လောက်လုံနိုင်အဲ့ဒီလိုဟာလောကဆရာပဲ body weight ကို 1.5နဲ့မြောက်ဖြစ်ပါတယ် okay နံပါတ်၄ program ကကိုယ့်ရဲ့ body weight ကို1.5အဲဆိုလိုချင်တာကပေါင်တရာရှိရလို့ကပေါင်တရာ50တိတိ deadlift မရမှာပါဆိုတော့မင်းအိမ်မက်ကဝေးချလာတော့ဖိစားမရှိပါဘူးဝေးမှာတော့ထားတာဝေးချရတာပဲအဲ့ဒါပို့ဆိုတာဆိုတော့နောက်တစ်ခုကကျွန်တော်တို့ wall sit ကတော့ကျွန်တော်တို့10မိနစ်ဖြစ်ပါတယ် wall sit bobbies ကတော့ကျွန်တော်တို့ okay wall sit ဆိုတာကခုနက plan နဲ့တော့နည်းနည်းလေးအလားတတန်တူတယ် lower body muscle ကိုသူက continuous tension ပေးတဲ့ training workout ပုံစံမျိုးပဲအဲ့ဒါက10 minute barbies ကတော့ကျွန်တော်တို့10အချိန်ဖြစ်ပါတယ်ဒီ barbies okay barbies ကအအဓိကတော့ strength ရယ် cardio ရယ် stamina ရယ်ကိုတစ်ချိန်နဲ့ upgrade လုပ်ပေးတဲ့ workout တစ်ခုပါတော်တော်လေးကိုပင်ပန်းတဲ့ workout တစ်ခုပါအဲ့ဒါက10အချိန် ကျွန်တော်တို့ကပြိုင်ပွဲဝင်တယောက်ချင်းစီကိုကျွန်တော်တို့ကမိနစ်30ပေးထားမှာ။ဟုတ်ကဲ့တယောက်ကိုမိနစ်30ပေးတယ်။ဒါတွေကကျွန်တော်ကြည့်ပြီးသားခင်ဗျားတို့ပြန်ပြတာဗျာ။မှတ်သားလေကျွန်တော်တို့ကတစ်ချိန်တို့ကျွန်တော်တတ်မှတ်တာဖြစ်ပါတယ်။ဒါကိုတက်ရောင်းရောင်းနိုင်ရင်တစ်ချိန်မိနစ်30ထဲမှာခုဘယ်နဲ့ချိန်ဘယ်နဲ့ round လုံးနိုင်လဲဆိုတာကိုကျွန်တော်တို့ကခုပေါ်ပဲမူတည်တာဖြစ်ပါတယ်။တစ်ချိန်ပြင်းပြလို့ရှိရင်ကျွန်တော်တို့ကငားမှတ်ပေးမှာဖြစ်ပါတယ်။အော်သဘောပေါက်ပြီ။အာတွားမိနစ်30ပေးထားတယ်။ကြိုက်တဲ့လောက် round ခုနက6ခုကိုတစ်ခါ round နိုင်ရင်5မက်ဆိုတော့6ကြိမ်လုံးနိုင်မယ်ဆိုရင်အမှတ်30ခုနှစ်ကြိမ်လုံးလုံးနိုင်မယ်ဆိုရင်35မက်ကိုဘယ်လောက်ထိလုံးနိုင်လဲအဲ့တဘောမှတ်တွေကကနဦးမှာကလေးကများများယူထားရင်ကိုယ့်အတွက်ပို့ပြီးအဆင်ပြေတယ်လို့ကျွန်တော်ကတော့ကြံ့ကြံ့ပေးပါစေခန္ဓာကိုယ် BMI စပြီးတော့တွက်ပြီး body weight စပြီးတော့တွက်ပါပြီ weight ကြီးရင်တော့ပို့ပြီးတော့ power ထွက်တာတော့မှန်တယ်ဗျာဒါပေမဲ့ ီအနေထားမှာကျတော့ weight နည်းလေပိုကောင်းလေလို့တော့အကျမ်းမြင်တော့ပြောလို့တော့ရတယ်မှာကိုထုံးထုံးလည်းပါတယ်ဆိုတော့ကျွန်တော်ကြည့်နေတော့မဲရှိတယ်ပေါ့နော်ဒီ program ကျွန်တော်လည်းအဆုံးထိမကြည့်ရသေးဘူးဆိုတော့ခင်ဗျားတို့လည်းတူတူကြည့်မှာရှေ့မှာလည်းကြည့်တော့ကြည်ထားတယ်ဒါပေမဲ့ season 1နဲ့ season 2နဲ့ကတိတ်ပြီးတော့မတူဘူးအဲ့တော့တူတူကြည့်ကြမယ်ကိုထုံးထုံးတွေ့တယ် mat a မြတ်သူတွေ့တယ်48.5 kg ရှိမယ်ကိုထုံးထုံးက68ပဲရှိတယ်မှာ j fire ကကို j ကြီးက80.8 kg ရှိတယ် ျွန်တော်ထပ်ထောင်နေသေးတယ်ကျွန်တော်ကီလို60ရှိတယ်ဒါမဲ့ကျွန်တော်ဝတ်တုံနေတာဘိုက်တွေပူပြီးဝါနေတာ तू ကဖစ်ဖြစ်တဲ့ body မတူဆိုတော့ဒီထဲထဲမှာ weight အများဆုံးကဟာ J ကဂျီဖိုင်အများဆုံးပဲဒုတိယအများဆုံးက the beast တဲ့ဆိုသူအများဆုံးသူတို့နှစ်ယောက်ကိုအဓိကထားပြီးကြည်တာကောင်းမလားလို့ဝေကြီးတော့ပို့ပြီးတော့ရုံးနိုင်လိမ့်မယ်လို့တော့ထင်တယ်ဒါမဲ့ခုနကပြောသလိုပဲဝေကြီးတိုင်းနဲ့နေရာတိုင်းမှာတော့အာသာနေရာမျိုးတော့မဟုတ်ဘူးဝေကြီးရင်ပို့ပြီးတော့များများမားလိမ့်မယ် အဲ့ဒါဆိုရင်ဗီဒီယိုအရင်မရှိအောင်လို့တို့တို့နှစ်ယောက်ကိုပဲကျွန်တော်တို့အရင်ဆုံးကြည့်လိုက်ရအောင်။ဟာရှိထားတယ်ဟာတို့တို့နှစ်ယောက်ပြန်ရတာပဲ။ကျွန်တော်ဂျာထဲမှာရှာထားရတဲ့9မိနစ်လောက်ကိုတော့ကျွန်တော်မပြတော့ဘူးနော်။နည်းနည်းလေးကြာသွားမှာဆိုလို့ရှာလိုက်ရတယ်ဗျ။ဒါဆိုရင်ဝိတ်တန်းကြီးဆုံးနှစ်ယောက်ကိုတို့တဲဖြုတ်ခံလိုက်တဲ့သဘောပဲ။ကြည့်ရအောင်။ရောင်းဝဲ squat ကနေစပါတယ် okay squat ကိုယ့်ရဲ့ body weight ကိုကိုယ့်ရဲ့ကိုယ်ပေါ်မှာတင်ပြီးတော့ထိုင်ရတယ်လွယ်ကူတဲ့ပြိုင်ပွဲတစ်ခုတော့မဟုတ်ဘူး Jfire ဆိုရင်80.80 kg တိထိုင်ရမှာဟိုအကိုဆိုရင်တော့80ကြော်ကြော်လောက်ထိုင်ရမှာပါ squat ရဲ့အဓိကရည်ရွယ်ချက်ကဒီ lower body ပေါ့နော် glute hamstring quadriceps အဓိကအပြင်တော့အဲ့ main ကြွက်သားအသုံးကိုအဓိကထားပြီးတော့ လေ့ကျင့်တဲ့ training တခုပါအောက်ပိုင်းမာကျင်တဲ့လူတွေတန်မာကျင်တဲ့လူတွေခုံနိုင်ကျင်တဲ့လူတွေနောက်ပြီးအကန့်ခံနိုင်ကျင်တဲ့လူတွေဒီလေ့ကျင့်ခန်းကိုအဓိကထားပြီးတော့လေ့ကျင့်သင်တယ်ဒါဆယ်ကြောပါဆယ်ကြောကတော့ round 1ကတော့လူတိုင်းလုံးနိုင်လိမ့်မယ် shoulder press shoulder press မှာကျွန်တော်တို့ဒီ old school training နဲ့မိခဲ့တဲ့လူတွေကြတော့ကျွန်တော်နောက်ကနေပါတွန်းခဲ့ရတယ် ရှိုတာမကကြွတားသုံးခုရှိရဗျာဖောင်းတက်ရယ်စိုက်တက်ရယ်ရီယာတက်ရယ်ဆိုပြီးတော့ကြွတားသုံးမျိုးရှိတယ်အဲကျွန်တော်တို့ဒီ old school မှာတုန်းကနောက်ကနေထိတုံးခဲ့ရကိုယ်လည်းတုံးခဲ့ရတာပဲအဲအဲ့ဒီမှာဘာဖြစ်လဲဆိုတော့သူကညိရယ်ကြွတားတွေကိုညိရယ်ကျွန်တော်ကဂျူဒိုမှာညာဘက်ရှိုတာအင်ဂျူရီရာဘူးထားတော့ကိုယ့်ဘက်တကူပဲထင်တာဗောနော်ဒါငါအင်ဂျူရီကြောင့်ပဲညိရယ်ထင်တာမဟုတ်ဘူးနောက်ပိုင်းမှာကျတော့အာဒီ sport science တွေကပို့ပြီးတိုးတက်လာတယ်ရှိုတာ press ဆိုရင်ဒီနောက်ကနေပြီးတော့မတွန်းတော့ဘူးရှေ့ကိုပဲလက်ကို30 degree လောက်ယူပြီးတော့ပဲရှေ့ကနေပဲတွန်းတော့တယ် ဒါကကိုယ့်ရဲ့ body ရဲ့25%ကိုတွန်းရတာပါစကြည့်အောင်စကြည့်ရပါလေ blank ကျွန်တော်အကြောက်ဆုံး training တခုပါခုနကလည်းပြောပြီးသားပါ blank တမနည်းရဲ့တန်ဖိုးကိုတီးခြင်းတီးစီခြင်းလို့တယောက်ကိုအဲ့ဒီ plan ထောက်ခိုင်းလိုက် ဘလောက်ထိကြာလဲဆိုတာ10မိနစ်ဘလောက်ထိကြာလဲဆိုတာအဲ့မှာသိတာတယ်ကျွန်တော်အကောင်းဆုံးအချိန်တော့ကျွန်တော်ရခဲ့တဲ့စက္ကန့်က second 90ကျော်ကျော်တိကျွန်တော်ရခဲ့ဘူးတယ်တရားမပြည့်ဘူး90ကျော်ကျော်တိကျွန်တော်ရဘူးတယ်ဒါလေးကိုရဲ့ body weight ရဲ့150%တော့မဟုတ်1.5နဲ့မြောက်မယ် ေါင်100ရှိရလို့ကပေါင်100 90တိမရမှာပါ deadlift ကအာခသသမားတော်တော်များများအကုန်လုံးနှီးပါလို့လုံးရတဲ့အာခသတစ်ခု training တစ်ခုပါဘာကြောင့်လဲဆိုတော့သူက the whole body ကိုတစ်ချိန်ထဲမှာ activate လုပ်နိုင်လို့ပါ deadlift မရတဲ့ဆိုတဲ့အခါမှာခုနကဒီ squat နဲ့မတူတာကကြတော့ squat ကကြတော့ဒီအောက်ပိုင်းကိုပဲအဓိကထိတာပေါင်ကြွက်သားတွေ glute ကြွက်သားတွေခြေစလုံးကြွက်သားတွေလောက်ပဲအဓိကထိပေမဲ့ deadlift မှာကြတော့ the whole body အကောလုံးကြီးပါလောက်ပါသွားတယ်ဗျာ sumo squat လိုမျိုးမှာထိတယ် glute ကြွက်သားကိုလည်းသူကထိတယ်နောက်ပြီးတော့ hamstring ကိုလည်းထိတာပဲ quadriceps ကိုလည်းပြန်ပြီးတော့ထိတယ်အဲ့ဒါအပြင်ကမှ lower back muscle တွေထိတယ် core muscle တွေထိတယ်နောက်ပြီးလက်နဲ့ဆွဲပြီးမနေရတဲ့အတွက်ကြောင့်မလို့ဒီ hand grip လို့ခေါ်တဲ့ဒီ grip အား ဲ့ဒီမာဆယ်တွေပါတန်သွားတယ်4 m ပေါ့နော်ဒီလက်ဖြန့်ရိုးကြော်သားတွေပါပါသွားတယ်ဆိုတော့ဒီ training တခုကသဟိုးပေါ်တွေ workout လုပ်ပြီးသားဖြစ်သွားတယ်ပြီးတော့ strength အတွက်လည်းအများကြီးကောင်းတယ် explosive power အတွက်လည်းအများကြီးကောင်းတယ် MMA soccer တောင်ကဒီ training ကိုအတကုံလုပ်ခဲ့ရတယ်ဆိုတော့ကိုယ့်ရဲ့ power တက်ခြင်းနဲ့ explosive power တက်ခြင်းနဲ့ grit အားကောင်းခြင်းနဲ့ core အားကောင်းခြင်းနဲ့ကင်ပေါက်တာတွေဘာတွေပေါ့နော်သူများကကင်ပေါက်တာတွေဘာတွေတန်တန်မမနဲ့မနိုင်ခြင်းနဲ့ဆွဲပြီးတော့ကင်ပေါက်လိုက်ရင်ဘာလို့မဆိုမနိုင် ကျင့်နေဆိုရင်ဒီ training ကအကောင်းဆုံးပါ delif was it okay was it ကလည်းခုနကကျွန်တော်ပြောတဲ့ plan နဲ့ကသွားစင်တယ်တူတော့မတူစင်တာ plan က plan ထောင်းနေတဲ့အချိန်မှာဒီ ဘယ်လီကြွက်သားတွေအကုန်လုံးကို gravity ကနေဆွဲပြီးတော့အောက်ကိုဆွဲချတာအဲ့ဒါကိုကိုက against ပြန်လုပ်ပြီးတော့ပြန်ခုခံပြီးတော့တင်းထားရတာပေါ့နော် wall sit ကလည်းအဲ့သဘောမျိုးပဲ deadlift မှထားလို့ကြွက်သားတွေနာကျင်နေရဲ heavy workout လုပ်ထားရတဲ့ကြွက်သားတွေကိုသူကအကုန်လုံးကိုဆွဲဆုပ်ပြီးတော့ plan အတိုင်းပဲ continuous tension တစ်ခုပေးပြီးတော့တောင်းခံထားရတဲ့ training program တစ်ခုပဲအောက်ပိုင်းနေတော်တော်လေးမာစေတယ်ဒူးမကောင်းတဲ့လူတွေဆိုရင်သိမ့်မလဲဘူးဒါအများကြီးလူဆိုသိမ့်မလဲဘူးအဲ့တမင်တွေကလည်းတော်တော်ဆိုးတယ် အာဒါတော့မှသူတို့ဒါ protein ဘူးကင်ထားရတယ် protein ကတော့အလွတ်လွတ်ထင်တယ်ရှင်းလဲရှိမှာပေါ့အထဲမှာ protein မုံတွေပိုင်လဲပါကောင်းပါနိုင်တယ်ပြောတတ်ဘူးဒါပေမဲ့ဒီတိုင်းတော့မှ10မိနစ်ကတော်တော်လေးမလွယ်ပါဘူးစက်ကြည့်အောင် puppies okay puppies ကထပ်ပြီးတော့အကျယ်တဝင်းရှင်းပြမယ် strength condition cardio stamina ကိုအဓိကထားတဲ့ training တခုပါဒိုက်ထိုးတယ်မတက်ပြန်ထားတယ် subprojan လောက်တယ် MMA မှာဆိုတော့ subprojan တစ်ခုထပ်ပြီးတော့ပါသွားတယ် subprojan ရင်လို့တော့မဟုတ်ဘူးအခုဒီတိုင်းခုံတာကို subpro အနေထားကနေကျွန်တော်တို့ကခုံရတာကျွန်တော်တို့တုံကတဲ့ိတ်တွေကန်တယ်ပတ်တွေထိုးတယ်ပတ်ထိုးပြီးချင်း10မိနစ်ပြည့်သွားတာနဲ့ subprojan ကိုအခါ20လောက်ပြီးရင် ပတ်ပြန်ထိုးတဲ့ိတ်ပြန်ကန်တော်တော်လေးကိုလုပ်ခဲ့ရတာတော်တော်လေးပင်ပန်းတဲ့ workout တစ်ခုပါ round 3 round 3လောက်ဆိုတော်တော်တန်လူကပြုတ်ထွက်ပြီသလားအဲ့လောက်ကြီးကြီးမလွယ်ဘူး Judah Press, Plank, Oh my god, round 3လောက်ရောက်တယ်ဆိုတာဒါတော်တော်မလဲဘူးเนาะ Delif ပြန်ဆော့ပြီ Sumo Delif ဒီဖိုင်ကတော်တော်ယုံနိုင်တာပဲ Was it Oh my god, မလဲဘူးเนาะမလဲဘူးเนาะ3ချောင်းလောက်ရောက်ပြီဆိုရင်ဒါတော်တော်လေးဟိုမှာကောင်းတဲ့ လူတွေမှပဲရောက်နိုင်တာဗျဘာပီစ်ပဲအဲ့မှာကျွန်တော်တို့ကကြတော့ဒိုက်ထိုးတဲ့အခါမှာလက်သီးစုပ်ပြီးတော့ဒိုက်ထိုးရတယ် so deep ဒီ circuit training ပေါ့နော်ဒီ crossfit training က strength တွေအတွက်အများကြီးပါသွားတယ် cardio အတွက်အများကြီးပါသွားတယ် so strength and cardio ဆောင်ရမ်းကောင်းကျင်တယ်လို့ဒီ program အတိုင်းပဲလုပ်ကြည့်တော်တော်လေးကိုသိတာလာလိမ့်မယ် squat ရှူရာပရက်ပြချကုန်ပြီဒါကျွန်တော်ဆိုလည်းဖြစ်မှာပဲဗျအဲ့လောက်ကြီးကြီးမလွယ်ဘူးတုံးချီလောက်ရောက်လာပြီဆိုရင်တော်တော်လေးမလွယ်တော့ဘူး plan oh my god oh တလေးအကုန်ပါတာခန္ဓာကိုယ်တစ်ခုမှရှိသမျှပေါ့နော်ကြွက်သားတွေရဲ့80ရာခိုင်နှုန်းလောက်ထိပါပါတယ်โอเค sponsor လည်းပါရမှာပေါ့ 4 round အဲ့ဝါစစ်ကိုလုံနိုင်သေးတယ်ဒက်လစ်လည်းရသေးတယ်ဒါပေမဲ့ဒက်လစ်တခုမားဖို့အတွက်ကိုလေဖောင်လေးအများကြီးတိဖို့လိုသေးတယ်ဒီတိုင်းဆွဲမလို့မရဘူးဟိုအလေးကပိုင်ပါလာမယ်ဗျာတိလားဒက်လစ်ကိုဒီတိုင်းဆွဲမလိုက်လို့အလေးကပိုင်ပါလာမယ်အခက်မသိရင်စိတ်ယုံထီရောက်သွားနိုင်ပါတယ်ဒက်လစ်ကတော်တော်အနေများတဲ့ကစားနေတခုပါသူ့မှာအဆင့်ဆင့်သွားတဲ့ ဖောင်တွေအများကြီးရှိအဲ့ဖောင်တွေကိုကျင်ညက်ပြီးတော့မှဒါဒီအလေးထိသွားတင်ပါတယ်အခုဒီလူတွေလုံနေတာကိုကြည့်ပြီးတော့လေကိုကနေပြီးတော့အမပေါင်း100ကျော်ပေါင်း100ကျော်ဂျင်မြောက်တာနဲ့ဆွဲမမလိုက်ပါနဲ့ဝီချဲပေါ်မှာနေသွားရနိုင်ပါတယ်နေခဲ့ဘူးတဲ့လူတွေလည်းအများကြီးပါစကြည့်အောင်ဝါစစ်ရတယ်ဝါစစ်ကရတယ်ဘာပစ်ဒိုက်တခါထိုးတယ်ကျွန်တော်တို့ကတော့ဒိုက်ထိုးရတယ်ပြီးရင်ခုံတဲ့အချိန်မှာစပရောအနေထားကနေခုံရတယ် squat ကွာဒီစက်ကိုမှပြိုးနေရပဲကြွက်သားတွေရောဒါလောက်ထိလုံနိုင်ဘူးကမလွယ်ဘူးเนาะကပတ်ဒီတုံးပါပြီဒါကူရမှာပဲဗျအဲ့ကပတ်ကလည်းအခုအငင်းပွားပွဲဖြစ်နေတာတချို့ကလည်းသုံးသိနေတယ်တချို့ကလည်းမသုံးသိဘူး cipher တွေရှိရစားသဖြင့်ပေါ့เนาะတတ်နေကြတာပဲအဲ့လောကကတော့ညင်းနေကြတာပဲ Da lev. Da lev. โอ้งาจีหลอกย่องเองดีเนี่ยตอตอก้าวหมดล่ะงาจีหลอกย่องพูดเราไม่เลยอูเนาะเอติฟายอ่ะเนเนลีတော့ม้อนี่ไอ้บ่ม้อดาบ่กูโซแล้วม้อมาเว้ยตูไรม้อมาเว้ยดีเนด้าก็တလောက်လုတ်ပြနိုင်တယ်ဆိုတော့တော်တော်မလွယ်ဘူးဗျ။မောနေပြီ။ ငါကြည့်တော့ရပြီချင်းတယ် plan သူတွေပါတုံတက်လာတာဘိုင်းကိုအဲ့ချိန်မှာလေ gravity ဆွဲတဲ့အာဘာတည်းမှမတူဘူးဘိုင်းကြွက်သားကိုဆွဲညစ်ပြီးတော့လောက်ကိုဆွဲချတာသူတို့ program ရေးပေးထားတာတော့မိုက်တယ်ဗျ တခါကြတော့ဒီ master အတွက်ကို master gain အတွက်ကိုသေချာ train တဲ့ program မျိုးဒါမျိုးဆိုရင်နောက်တစ်ခါကြတော့အဲ့ဒါကိုပြန်ဖြေပေးတဲ့ program ပြန်ဖြေပေးတဲ့ workout အဲ့မှာဓာတ်လစ်မှပြီးပြီးဆိုတာနဲ့ wall sit သွားထိုင်တဲ့အခါမှာခုနကနာထားတဲ့ကြွက်သားကိုပြန်ပြီးတော့ shot ပေးတဲ့အနေအထားမျိုးလည်းဖြစ်တယ်ဒါက cardio ကောင်းခြင်းနဲ့တက်လုံကောင်းခြင်းနဲ့ strength ကောင်းခြင်းနဲ့ဆိုရလို့ဒီ workout 6မျိုးကိုပဲလုပ်ကြည့်ပါအရင်သိတာပါတယ်6ခုလားအိုး6ခု6ခါတည်းရတယ် oh my god တလစ်ကြံသေးရဗျဂျေးကြံသေးတယ်ဒါတော့ဒီကိုလဲ6ခါရမယ်လို့ထင်တယ် မှန်တကယ်မလွယ်ဘူးနော် light up ဘာပီးစပရောဂျက်အဲ့နေထားလေးပဲကွာသွားတာဗျကျွန်တော်တို့ကတိုက်ထိုးတဲ့အခါမှာလဝါနဲ့မထိုးပါဘူးလက်သီးနဲ့ထိုးရတယ်ပြီးရင် rồi chơi đấy bọn nó đi စပရောဂျန်ပုံစံမျိုးခုံခုံရတယ်ပေါ့နော်သူတို့ကတော့ဒီတိုင်းဒီ horizon နဲ့ပဲခုံရတာပေါ့အဲ့ဒါလေးတော့ကြွားတယ်စပရောဂျန်လေးရဒါပေမဲ့နှစ်ဖက်လုံးနားတော့ကြောက်မလို့ဒီဘက်ကကို damn the beast ကငါရောဒီဘက်ကို jay fire ရော6 raw 6 raw oh my god အဲ့ရောတော့ပါနေဟော Oh my god 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 So ကျင်းနေနေပေါ့နော်ငါကြည်လောက်ထိရရင်တော့မှဒါတော်တော်လေးကောင်းနေပြီဗျာတလားကောင်းကောင်းတော်တော်လေးကို training ပြေးဝနေပြီလို့ပြောလို့ရတယ် six round oh my god အဲ့လောက်ထိတော့မမျော်လင့်ထားဘူးဗျာတလားလွယ်ကူနေတဲ့ training နေမဟုတ်ဘူးဗျာတလား तू ကတစ်ခုနဲ့တစ်ခုနဲ့ကချိတ်ဆက်ပြီးတော့ program ဆွဲထားတာတွေဖြစ်တယ်ဆိုမဲ့ one round okay two round three round four round five round လောက်ရရင်တော့မှဒါတော်တော်လေးကိုကျန်းနေပြီဗျာတလား plan မှာရင် စတိုင်မန်နာကြီးတော်တော်များများပြုတ်တယ်ရှေးထွေနေနေလို့တယ်ပလန်ကိုရောက်ပြီဆိုတာနဲ့နာရပီလို့ထင်းနေပေမဲ့အဲ့ဒါတော်တော်လေးကိုပင်ပန်းနေတဲ့ round မှာအဲ့မှာရင်တော်တော်များများပြုတ်ပါတယ်ဆိုတော့6ချီတောင်ရတယ်ဆိုရင်ဒါသူက full round ရတယ်လို့ပြောလို့ရတယ်ဒီဘက်ကအကူကတော့5 round ဒါကတော်တော်လေးကောင်းပါတယ်5 round လောက်ရရင်တော့မတော်တော်လေးကောင်းတယ်3 round ဆိုရင်တော့မတော်တော်လေးကိုလက်ခံလို့ရပြီ4 round ဆိုရင်တော်ပြီတော်နေပြီပေါ့5 round ဆိုရင်တော်တော်လေးကောင်းနေပြီ6 round တော့မှ J Fire ကြီးကလွတ်ပြသွားနိုင်တယ်ဝါး ် FOE မှာ champion ဖြစ်တဲ့လူကသိန်း1000အထိရမယ်လို့လည်းကြားထားတယ်ဒီတော့ကိုပဲသူပြင်ဆင်နေလားမသိဘူးဂျိန်ကီလို100ကျော်ကနေပြီးတော့120လောက်ရှိမယ်လို့ထင်တယ်ကီလို110 120လောက်ကနေပြီးကီလို80ထိဆင်းထားတာပေါ့နော်တော်တော်လေးကိုကြစ်လက်နေတယ်ဖစ်ဖြစ်နေတယ်အကောင်းဆုံးတော့သူပြိုင်သွားတယ် now program တွေမှာလည်းဒီ MMA သမားတွေအတွက် အသုံးဝင်လောက်မဲ့ program နဲ့ရှိရင်ကျွန်တော်အခုလိုပဲ reaction လုပ်ပေးသွားမယ်အခု reaction လုပ်ပေးသွားတဲ့ program ကတော်တော်လေးကိုမလွယ်ဘူးဒီ MMA တမားတွေထဲမှာ martial art တမားတွေထဲမှာဒီ strength နဲ့ condition ပြီးတော့ cardio ဘိုင်းအကုန်လုံးကိုတစ်ချိန်နဲ့ total ခြင်းနဲ့ဆိုရင် legit ကျင်တဲ့ training method တစ်ခုရှာနေရဆိုရင်ဒီ6ခုကို basic အနေနဲ့လုပ်ကြည့်ဒါနဲ့တော့မပြည့်စုံဆိုမဲ့ဒါကိုပဲလုံနိုင်ရင်ပဲတော်တော်လေးကိုကောင်းနေပြီဒါပေမဲ့ခုနကပြောသလို deadlift တွေ sumo squat တွေက ဟိုစမ်းသိတဲ့အရာမျိုးတော့မဟုတ်ဘူး knowledge တစ်ခုရှိဖို့တော့လိုတယ်အဲ့ဒီနှစ်ခုကိုသိတယ်နားလည်တယ်လုံနိုင်တယ်ဆိုရင်တော့ကြံတဲ့ training program တွေကတော့အေးစစဖြစ်မှာပါ okay ဒီတော့ကတော့ဒီလောက်ပါပဲကျွန်တော်ညွှန်ရတာပါ channel အမှတ်ဆန်ရပါလုံးဝမထင်တာကို check fire အောင်တက်တာ